ခင်ဗျားတို့ကတိတ်တေပေါ့နိုင်ငံရေးနည်းလမ်းကိုပြန်သွားရမယ်ဒါကြောင့်မို့လို့လက်ရှိလားဆွဲကဆွဲရကျင်းပါမယ်ရွေးကောက်ပွဲကိုခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေခင်ဗျားတို့ပါဝင်ရမယ်ဘုံရန်သူဖြစ်တဲ့အာနာရှင်ပြုတ်အောင်အရင်ဝိုင်းတိုက်ကြပါအဲ့လိုဝိုင်းတိုက်ဖို့ကတော့တပွက်နဲ့တဦးနဲ့တိုက်နေတာနဲ့မဟာမိတ်တပေါင်းစုတွေဖွဲ့နော် COD တွေပြစပြီးလို့ရှိရင်အခုလိုမျိုးထောက်ကောင်းတဲ့ရှင်နာနေတဲ့တနိုင်ငံတို့ထိုးစစ်ကိုစင်နာကအောင်မြင်တဲ့ပန်းချီကိုတက်မှာတင်နေတာ Hello Charlie မြို့ပါပီတူညီကိုမော်ရမာများအားလုံးပဲမင်္ဂလာပါ News Page Channel ကနေပြန်မှကြိုဆိုလိုက်ပါရစေ2025ခုနှစ် March 14ရက်နေ့ကျွန်တော်တို့ဒီနေ့မှပြိုင်နောက်ဆုံးကြားသိရတဲ့တော်လန်တရင်ကောင်းတွေပြင်ဘုံမိုက်ကွက်ခြေကွက်လာမဲ့တော်လန်လက်ကြည့်ရှုရမှာမလို့ကျွန်တော်နဲ့တူဒီဗီဒီယိုကိုဆက်ဆုံးကြည့်ရှုပေးချဖို့မျှော်လင့်ပါရစေဆိုတော့ကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးနေနဲ့ပေါ့နော် view တွေမကြည့်ခင်မှာတရင်တူလေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဲ့ဘုံအနေနဲ့ကတော့ ပဲဘကုတ်တိုင်းအုပ်ဖို့မြို့နယ်ဝိုင်းရွာရဲစခန်းကိုဝင်းရောက်တိုက်ခိုက်ခဲ့လို့စစ်တပ်ဘက်က15ဦးတေဆုံးပြီးတော့မလင်းနဲ့ကြီးကြီးထိမှန်ပြီးရဲစခန်းတစ်ခုလုံးမိလောင်ပြာချခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ထိတွေ့တဲ့ပွဲတွင်မှာချမ်ပီယံစစ်တပ်ဘက်ကနေပြီးတော့မ15ဦးတေဆုံးပြီးရဲစခန်းကိုလည်းလင်းနဲ့ကြီးကြီးထိမှန်ခဲ့ခြင်းကြောင့်ရက်စကန်တခုလုံးမိလုံပြချခဲ့ပြီးတော့မှတော်လိုက်တဖို့ဝင်နေအထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့ကျိုးသိရှိရတာပဲဖြစ်ပါတယ်။တကယ်တော့တရင်ကောင်းလေးပဲပေါ့နော်။ကျတော့တော်လိုက်ရဲစုတွေကတော့စစ်ကောင်စီရဲ့ဒီလိုမျိုးတက်စကန်တွေတည်တောင်ပြန်ပြီးတော့မှ ထုဖို့ဝင်ရောက်ပြီးတော့မချေမုန်းနေတာကိုကြည့်မယ်ဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘယ်နေရာရောက်ကျတော့တော်လိုင်းရေးအင်အားစုတွေရဲ့စစ်ကွင်းကနေမလို့ဘူးဆိုတာသူတို့ကိုယ်တိုင်တည်ထားတည်နေတာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့မန္တလေးတိုင်းနဲ့ထိုးကြီးမြို့နယ်အတွင်းမှာဆစ်ရှုံးပြီးတော့မှပြန်လာတဲ့စစ်သားတွေကိုစစ်တပ်ကရဲနဲ့ပြီးတော့မှလက်ထိတ်ခတ်ပြီးဖမ်းဆီးခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကိုချင်းချင်းပြန်လို့ပြီနော်။တရာဦးပဲချမ်းရောက်တဲ့အခါကျတော့အကောင့်တွေကိုရဲနဲ့ပြီးတော့မှလက်ထိတ်တွေခတ်ကျိုးတွေတုပ်ပြီးတော့မှတချို့ဆုံပြက်ခတ်မှုတွေပါတယ်ဒီဖြစ်ပြီးတော့မှ ်ကားသုံးလေးစီးနဲ့တင်သွားတယ်လို့ပြောတယ်သူတို့ချင်းချင်းတွေကိုတော်တော်ဆူဆူဝါးဝါးတွေလူမဆန္ဒတွေဖြစ်နေတယ်အဓိကကစစ်ရှုံးလို့လားထွက်ပြေးလို့လားမသိဘူးဆိုပြီးတော့မှမြင့်ချန်ခဲအမလေးတဲ့တရင်နဲ့ပြန်ချိုက်တဝန်ခံကိုအောင်မောင်းဝါးတွေပြုမပြောဆိုထားတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသူတို့အောက်ခြေမှာတမားတွေလိုမျိုးဖြစ်ဖြစ်နေတယ်ဆိုကြဲကိုပါနော်တပ်တွင်းရုံးပစ္စည်းမှုတွေစစ်တိုက်ဖြစ်ပေါ်နေတာကိုကျွန်တော်တို့တွေ့ရှိတာဖြစ်ပြီးတော့မှအခုဆိုရင်လည်းသူတို့တပ်တွင်းမှတောင်မှမိသားစုဝင်တွေကိုပြန်ပြီးတော့မှဖိနေတာတွေဒီဖောက်အုပ်ပုံစံနဲ့ပေါ့နော်လွတ်ဆောင်နေကြတယ်လို့ချိုးချတည်ရတယ်ပဲဖြစ်ပါတယ် ။နောက်ဆုံးသတင်းတပုတ်အနေနဲ့ကတော့ရန်ကုန်မန္တလေးလမ်းဟောင်းမှာ Airwadi M3 တိုင်က PDF ရဲဘော်တွေကနေပြီးတော့မှလမ်းပိုင်းစစ်ဆေးပြုလုပ်ပြီးတော့မှစေရဲချင်းတွေကိုပြီးသူတွေထံတင်ပြဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။လမ်းကတော့ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှာပါလမ်းပိုင်းစစ်ဆေးပြုလုပ်ပြီးတော့မှပြီးသူတွေတက်ရှိစစ်ဖြစ်လာမဲ့စေရဲချင်းတွေနဲ့ပတ်သက်ပြီးတော့မှပြီးသူတွေအဆောင်ရှောင်းရံတွေကို တရီပေမေတ္တာရခဏတွေလှုပ်ဆောင်ခဲ့ပါတယ်ဆေးရုံချုံရဲ့အတွက်စစ်ဆေးခြင်းတာဖြစ်ပါတယ်ဆိုပြီးတော့မှရေဝရီမတုံးတဲ့ငါတောင်ရှိသူဒုက္ခနဲ့ပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ကျတို့ဒီမချတိတ်ခင်ဘက်ပေါ်နော်ချောင်းမြို့နေမှာဖြစ်သွားတဲ့ဒီလမ်းပိုက်ပေါ်ကစကောင်စီရဲ့ ခေးတဲ့ရင်ကိုကာဗာယူပြီးတော့မှပြခမို့လို့မျိုးဖြစ်စဉ်တွေနောက်ထပ်မဖြစ်ရအောင်ကျွန်တော်ဘက်ကနေပြီးတော့မှတန်နေစိုးစ조사သွားနေတယ်ဆိုတဲ့အကြောင်းလည်းပေါ့နော်မြို့ဝပီတိုတွေကိုချက်ပြပြောဆိုနေတော့မို့လို့ကျွန်တော်ခေးသွားလာတဲ့အခါမှာလည်းတတိထားပြီးတော့မှသွားလာကြဖို့ကျွန်တော်တို့တော်လိုင်းရဲဆူရဲနေပြီးတော့မှအခုဆိုရင်အသိပညာဘေးလို့ဆိုမှုတွေလှုပ်လာကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မနေ့ပထမဆုံးနေနဲ့ကြက်မှာကတော့စစ်ကောင်စီကနေပြီးတော့မှခုဆိုရဲကြောက်ဖြစ်မြေတင်းတက်ပွဲမှာဆစ်ရှုံးလာလို့ပါเนาะကျွန်တော်အေနဲ့ ဒီစကောင်စီတပ်ဖွဲ့ဝင်တွေအကွာထားတဲ့တရုတ်လူကြမ်းမှာပြည်ပခလေးတွေရှိလာအောင်ဘယ်လိုမျိုးတွေလှုပ်ဆောင်နေလဲဆိုတာကိုဆရာလူမြတ်ကျောင်းနေဘီရမတုံတပြောဆိုထားတဲ့ဖြစ်ပါတယ်။ကျွန်တော်ဆရာလူမြတ်ကျောင်းဘယ်လိုမျိုးတွေပြောထားလဲဆိုတာစာကြည့်လိုက်ရအောင်နော်။တစေမြောက်ဘက်ရှင်ငယ်ရွာပြူစိုးဒီစကန်တစေအနောက်ဘက်ဝရငယ်ရွာရွာတိရွာတွေကိုဝင်ဖြစ်ပါတယ်ဝင်တိုက်ပါတယ်။အဲ့တော့ဝင်တိုက်ခိုက်မှုပါပြူစိုးဒီစကန်တွေလက်မလုံနိုင်ရေးအတွက်လေချောင်းတိုက်ခိုက်မှုတွေစစ်တပ်ကဒရဇက်ပစ်ကူနေတဲ့အတွက်ရဲဘော်15ဦးကြာဆုံးခဲ့ရပါတယ်။ ကလီကမာကလီကွားကောင်တွေလည်းရှိနေတယ်လို့အသက်ဆုံးတိုက်နေတယ်ကျွန်တော်တို့မျိုးဆက်ရဲဘော်တွေလည်းရှိနေပါတယ်စစ်တပ်ဘက်ကတော့တကယ်ကိုပေးဆက်လိုက်ရတာနော်ပေးဆုံးပြီစစ်တပ်ရဲ့တိတ်ဆုံးသူတွေတရားရသူတွေကိုကန့်မလို့အမှတ်600စစ်စေးရုံမှာတင်ထားလိုက်တရားအဲ့တော့ဒါကခုနပြောတဲ့ဒဇယ်အချိန်ကြီးမလိုက်အချိန်ကြီးတရားဝတီအချိန်ကြီးဒါတွေဖြစ်ပါတယ်ရေမြို့နေအချိန်ကြီး ဒါတွေကိုတင်ပြပြီးတဲ့နောက်မှာဒီကနေ့ကြောက်ဖြူပဲခဏလေးကြည့်အောင်အော်ခတ်တက်တော့အေးဒါရဆတ်ထိုးစစ်စင်တဲ့ဒညောက်ရီရဲစခန်းအပါဝင်ကာကင်းနေပြီးရွာပြီးထိတ်ချုပ်ထားနိုင်တဲ့အခြေအနေမှာဒညောက်ရီကြောက်ဖြူမှာကြောက်ဖြူအထူးစီးပွားရေးစုံဒီနေ့စက်ကစီမံကိန်းအကောက်တဲ့ပေါ်နေတဲ့နေရာကိုဖတ်စစ်တာလက်နက်ကြီးတွေနဲ့တိုက်ခိုက်တဲ့ဒရုန်းတွေဘုံကျဲတွေကျွန်တော်ကြားရပါတယ်အဲ့တော့ဒီကနေ့မှာစနေတနေ့ကပါဗျမလာစနေရနေ့က ကြရင်ကြီးပါဘူးစစ်ကောင်စီကဒုံးနဲ့ပုံချေတိုက်ခတ်ခဲ့တယ်အင်း40တန်းမှလည်းပြက်စီးတယ်6ရက်နေမှလည်းတညဦးဒီညီထဲမှာအနီးမှာရှိတယ်ဥကင်းရွာကိုတိုက်တယ်ဘုံချေတိုက်တယ်တိုက်ခတ်တာအကြောင်းမဲ့တိုက်ခိုက်မှုကြီးကြောင့်နေအလုံး180ပြက်စီးတယ်ဝါအခုရင်းနှီးစိတ်ကိုင်းအထူးဧရိယာတွေကဘုံချေနေပြီးတော့တရုတ်ဘုံချိုကြီးတွေလည်းဒီစီမံကိန်းနေပြည်တော်မှာဘာလို့လို့ပါကံရမှန်းမသိနဲ့ ဘတ်စစ်တက်ကိုပဲပြန်ပြစ်ရမလားဘတ်စစ်တက်ကလာပြစ်တဲ့ drone တွေကိုပြစ်ချရမလားဆိုပြီးတရုတ်အစိုးရထွက်ထံများအကြောင်းကြားနေလားမသိပါဘူးအဲ့တော့ဂျင်းနဲ့စေကန်အထူးစုံတွေကိုဘုံကျဲရင်အဲ့ဒီထဲမှာတရုတ်လုံခြုံရေးတပ်တွေရှိလို့မသာပေါ်ရင်တော့ပွဲကချိန်ကောင်းပြီဗျကဲရတာဘာနာဆီလီမီချောင်းဘီမာခုစင်စက်ကောင်စီရနေဘီမာအေနဲ့သူတို့ဒီဆက်ဆက်တဲ့လူတွေအားလုံးကိုပြစ်မှတ်ထားတဲ့အနေနဲ့ကြောက်ဖြူမျိုးကထူးစီပွဲစုံကိုပါပြန်ပြုမှာပါနော် drone တွေနဲ့ပြစ်ချနေတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ဒါကသူတို့တေယောအားကိုနဲ့မိုင်းနေပြိမဲ့ တစ်ဖက်မှာကျွန်တော်ဒီတော်လိုင်းရဆိုတဲ့နဲ့တေးကိုကြားမှာပေါ့နော်ကတော့ကစားလေးတွေဖြစ်အောင်လုံးဆောင်နေတာကိုကျွန်တော်တွေ့ရပဲဖြစ်ပါတယ်ရှင်းပါဆရာလူမြတ်ကျွန်တော်ပြောတော့တဲ့ဒီတဆက်တိုက်ပွဲကတော့ကျွန်တော်ပေါ့နော်တော်လိုင်းဘက်ကနေပြီးတော့မှ15ရောက်လောက်ကြာဆုံးခဲ့တယ်လို့ကျွန်တော်သိရှိရတာပဲဖြစ်ပါတယ်ကြာဆုံးတော့ရဲဘော်တွေတော့ကျွန်တော်ဘက်ကနေပြီးတော့မှတကယ်ကိုပေါ့နော်ဝန်ထဲတဲ့ကြောင့်ဒီနေ့ကနေပြောလို့ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ဖန်ဆင်းမိတဲ့စစ်တုံးဘက်ကနေပြီးတော့မှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုံမအောက်တန်းချတဲ့ပေါ်တော့စစ်တပ်ကိုပြောပြထားတဲ့ဟာလေးတင်ဆက်ထားတဲ့တဲ့ရင်လေးကျွန်တော်စစ်ပြီးတော့မှကြည့်လိုက်ရအောင်နော် ဒီတစ်ခါမှာတော့ဒေါနာတီဗီရဲ့တက်မတော်တွေကစကားသက်အစီအစဉ်အနေနဲ့တုံမှန်အဖြစ်ဖန်ခံထားရတဲ့စစ်တီတူပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျွန်တော်ကအမှတ်405ချင်းမြန်တရင်ကစစ်တီတူပါ။ကိုပိုင်နံပါတ်တတတာဝင်းမှုနှလုံးဖြစ်ပါတယ်။တက်မတော်တွေကိုဝင်လာတော့ကတော့မင်းတို့က9နှစ်ပဲတာဝန်ထမ်းဆောင်ရမယ်လို့ပြောပါတယ်။တရင်ဌာနတွေရောက်တော့လေ9နှစ်ပဲတာဝန်ထမ်းဆောင်ရမယ်ပြောပါတယ်။ လုံတက်လဲပြေးလဲပြေးရောတပ်ပြေးတာဝန်ထမ်းဆောင်ရမယ်လို့ပြောကြပါတယ်စစ်တပ်ကလူကြီးတွေဟာဂရိမတိကြပါဘူးဒါကိုတပ်တော်လဲပြင်မဲ့သူတွေတိကြဖို့စစ်တုံမှတအုပ်အနေနဲ့အရင်ဖွင့်စကားပါကျွန်တော်ဟာမဲပလီစခန်းအသိန်းခံရချိန်မှာအဖမ်းခံခဲ့ရတဲ့စစ်သားတယောက်ပါလို့ရေးသားပေးပို့လာပါတယ်ရှင်ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တမိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။ တမတော်သားအရှိစစ်တီတွေအင်းအောင်တဲ့ရဲမိတွေအနေနဲ့လဲကျမတို့အစီအစဉ်မှာပါဝင်ကြည့်ရင်မက်ဆေ့ပေါက်ကနေတဆင့်အစာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်အလက်တွေကိုကျမတို့အဖွဲ့သားတွေကလူဝတ်ထားမှာပဲဖြစ်ပါတယ်ရှင်။ဒါတော့ကျွန်တော်တို့ဒီမက်ပလီစကားနဲ့ပြောနော်။ဖန်စီမီတဲ့စစ်သွန်းပန်းနဲ့ပြီးတော့မှစစ်ကောင်စီကနေပြီးတော့မှအရင်ကငါးနေပဲတောင်းထမ်းဆောင်မယ်ဆိုပြီးတော့မှပေါ်တာဆွဲတဲ့ပုံမှာ ဂရင်းမတီခဲ့တဲ့အကြောင်းပါနော်ပြန်ပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်ဒီလိုမျိုးခက်ပြစ်နေတဲ့အချိန်မှာမှစကွန်စီတဖို့နေရခုဆိုရင်ကျွန်တော်လူငယ်တွေကိုဖန်စီပေါ်တာဆွဲမှုတွေစက်တိုက်လို့ဆောင်နေတာပြပြတော့သူတို့ပြောတယ်ပါနော်နည်းနည်းသုံးနှစ်တပတ်စမှုထားရမယ်ဆိုတော့အားတော့တော်တော်လေးကိုရည်ချင်စရာဖြစ်နေတာဖြစ်ပါတယ်ကျွန်တော်အဲ့ဒီနည်းနည်းမတိုက်ခင်မှာပဲအခုဆိုရင်ကျွလင်တော့တယ်ပါနော်စကွန်စီတဖို့နေတဲ့တတတတွေရဆိုရင်ရှေးတန်းစမှုတွေပြမှာတော်တော်လေးကိုများနေတာပြပြမှာဒါကစကွန်စီနဲ့သူတို့ပေါ်မော်တွေကနေပြမှာကျွန်တော်ပြီသူတရားလုံးကို စစ်ထက်ကိုအတင်းတွန်းပို့နေတယ်ဆိုတာကြောတွေ့ရပဲဖြစ်ပါတယ်ကျွန်တော်ကလည်းပြောမှလဲစစ်ကောင်စီရဲ့ဒီစစ်မှုထက်စနစ်ကနေကီလိုဖို့ဆိုရင်အခုခရက်ကဘယ်ဘက်ကိုရွေးမလဲဆိုတာတော့ကိုယ်တိုင်ပေါ့နော်စစ်ပိုင်းဖြစ်ပြီးတော့မှရွေးချယ်တင်နေပြီပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့စီးနေငါရဲ့ဝေဖန်လေးလာသုံးသက်သူသူဖြစ်တဲ့ဘူတန်ဆိုနေရနေပြီးတော့မှကျွန်တော်ဒီအေအိုးဆောင်တဲ့ပေါ့နော်ပုံပေါ်ဖွဲ့တွေကနေပြီးတော့မှ3လအတွင်းမကွေတိုင်းကိုအရသိမ့်မယ်ဆိုတဲ့သတင်းကိုသတင်းအောင်ပါလိုက်တာပဲဖြစ်ပါတယ်ကျွန်တော်မိဘပြည်သူတွေဘယ်လိုမျိုးနားဆင်ရမလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အခုကတော့ နွေဦးတော်လိုင်းရင်းနဲ့ပတ်သက်ပြီးအကဲဖြတ်ချက်တွေပညာရှင်တွေရဲ့သုံးသပ်ချက်ကတော့တဆင့်တိုးလာတယ်။အင်းတခုကဘာလဲဆိုတော့ဒီ၃နှစ်အတွင်းမှာနွေဦးတော်လိုင်းအင်အားစုတွေရဲ့စုဖွဲ့မှုဟာသိပ်ပြီးတော့ကိုကျွန်တော်တို့များပြားကျေပြန့်လာတယ်။ကောင်းလဲကောင်းလာ။အဲ့ဒီထက်မှဒါပေမဲ့သူတို့အားမရတာတခုကတော့ဘာလဲဆိုတော့ NUG ဥဆောင်တဲ့အညာ PDF တွေရဲ့ကျွန်တော်တို့ပြဿနာတွေကို NUG ကသေချာကင်တွယ်နိုင်တဲ့အနေအထားမရှိတဲ့အတွက ဲ့ဒီကိစ္စတွေကို NUG ကိုဖြေရှင်းမှုအဲကျွန်တော်တို့ရဲ့ကျဲပြန့်နေတဲ့အင်အားစုတွေကိုတိုက်ခိုက်ရေးတပ်ဖွဲ့ဖြစ်ကျွန်တော်တို့အခုတိုင်းရင်းသားတပ်ဖွဲ့တွေမစုစည်းနိုင်တဲ့အနေထားပဲအဲ့တော့အဲ့ဒါကိုစုစည်းနိုင်မှုအရေးကြီးလိုအပ်နေတယ်အဲ့ဒီလိုအပ်ချက်ကိုအခုတော့ကြားတဲ့သတင်းကတော့နော်ကျွန်တော်တို့အခုမကွေးတိုင်းကိုကျွန်တော်တို့မကွေးတိုင်းမှာရှိတဲ့ PDF တွေကိုဟိုကျွန်တော်တို့ AA ကနေ AA က AA ရဲ့စစ်ပြူပါ AA ရဲ့အရာရှိတွေ ဥဆောင်ပြီးတော့၃လအတွင်းမှာမကွေးတိုင်းကိုကျွန်တော်တို့အပိုင်သိမ့်မယ်ဆိုရဲတည်င်းကြရတာတော့မင်္ဂလာတည်င်းပါမှိုက်တယ်နော်အဲ့ဒီဟာလည်းလက်တွေ့ဖြစ်နေပါအခုကျွန်တော်တို့အခုပြောနေတယ်နော်ညောင်ကျိုးညောင်ချီတော့ဆိုတာဟာကျွန်တော်တို့အမကွေးတိုင်းကဒီစစ်တပ်ရဲ့ဒီစစ်လက်နက်ပစ္စည်းဆိုင်ကိုကပ္ပဆာက16ယူကြည့်ပါအဲ့တော့အဲ့ဒီကနေပြီးတော့ဖြန့်သွားပြီးလို့ရှိရင်ကျွန်တော်တို့ဘယ်အထိတောင်ရောက်သွားနိုင်မယ်ဆိုလို့ရှိရင်ရှင်ထဲမှာရှိနေတဲ့ကျွန်တော်တို့စစ်အစိုးရရဲ့ ငွေထုတ်တဲ့ဌာနချုပ်ကြီးတိပါကျွန်တော်ရောက်သွားနိုင်မှာအဲ့တော့ဒီ၃လအတွင်းမှာဒါအဲ့ဒါကိုကျွန်တော်တို့ကကျွန်တော်တို့ညင်ညွတ်ညွတ်နဲ့မြင့်တူတက်ခတ်နိုင်မယ်ဆိုလို့ရှိရင်တော့ဗမာပြည်ရဲ့ຫນွေဥတော်လိုင်းကြီးအဲဟာနော်တင်ငါပြူဟာအလှည့်အပြောင်းဖြစ်သွားပြီးတော့အထွေထွေထိုးစစ်တရားကိုကျွန်တော်ရှင်နေနိုင်တဲ့အနေအထားတစ်ခုရောက်ရှိနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါတယ် နာရောအတန်းဆွမ်းနေတယ်ပြတော့မအညာဒေတာမှ NUG ရဲ့ဥဆောင်မှုကနေပြတော့မဒီပါတော်လုံးနဲ့တခြား PDF တွေကိုပြန်ပြတော့မပေါ့နော်စူးစူးစီးစီးနဲ့လို့ဆိုရမယ့်အချိန်ဖြစ်တဲ့ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်ပါတယ်ကျွန်တော် A နဲ့ပွန်သဘောဝင်နေအခုဆိုရင်ပြီမထဲကိုတဖြည်းဖြည်းနဲ့ဝေရောက်ပြီးတော့မှစကွန်ဆက်ကပါဆက်စလင်းနေရုံဒီတိမ်မဖို့ရှိနေတဲ့အချိန်မှာကျွန်တော်ပြီးမှမှရှိတယ်ပေါ့နော်တော်လိုင်းရဆိုတဲ့တဖွဲ့နဲ့တပွဲကြစီလုံးပြီးတော့မှပူပေါင်းတက်လိုက်မယ်ဆိုရင်တော့ကျွန်တော်2025ခုနှစ် ၃လအတွင်းမှာပဲမကွေတိုင်းကို IP သိမ်းနိုင်တယ်ဆိုတော့ပေါ့နော်ခမန်းချစ်တွေလည်းထပ်ပေါ်နေတာဖြစ်ပါတယ်တကယ်လည်းအဲ့လိုမျိုးဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းပေါ့နော်ကျွမ်းနေပြီတော့ပြောဆိုထားတာမဟုတ်လို့ကျွန်တော်အခုဆိုရင် NUG ဘက်ကနေပြီတော့ပြောကြားထားတဲ့အတိုင်းပဲတပီလုံးအနေနဲ့ပေါ့နော်ထောင်တောင်းချီအင်အားတွေစုဖွဲ့ပြီတော့မှစစ်ကောင်စီကပြည်ဖြိုးချမဲ့အချိန်ရောက်နေပြီဆိုတဲ့အကြောင်းခုစံတော်လိုက်ရဆိုတီတီကနေပြတော့ပြောဆိုလာကြတာပဲဖြစ်ပါတယ်ဒါကဗီဒီယိုတရားလုံးကြားချင်နေတဲ့စကားမျိုးဖြစ်ပြတော့မှကျတို့အားလုံးဝိုင်းဝန်းပြတော့မှပူပေါင်းလိုက်မယ်ဆိုတော့စကောင်စီတဖို့ဝင်နေမကြစရာအကြောင်းမရှိဘူးဆိုတာတော့ကျတို့ပါနော် ်ကျင်းသိပေါပြောလို့ရနေတာဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောတွေနဲ့တိုင်းပြည်ကိုရောင်းစားပြုတော့မှာပေါ့နော်ဥပဒေကိုလက်သလုံးချလုံးနေတဲ့မြောက်လိုင်းကိုဖူးတူမနဲ့ပြုတော့မှာဒီလိုမျိုးပေါ့လို့ပေးစားတွေပြောပြုတော့မှာကာဘာပြောထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်အာတမိုင်းဆိုတာတက်တည်ထောက်ထားပြီးဖြစ်လို့မရဘူး။နောက်20ဒီစားရည်အဲတုန်းကကျွန်တော်ဖိဖို့တုံးတယ်ဖိဖို့မှာဒါရိုက်လိုက်လိုက်နှင်ပြီးပြောခဲ့တာရှိတယ်ပို့တင်ပြီးပြောခဲ့တာရှိတယ်။ကျွန်မဒီကပြောခဲ့တာကကလတန်ကြီးရဲ့ဘတ်ဆောင်တုံးစီမံကိန်းနော်နံပါတ်1က နံပါတ်1ကကလန်တန်မြေဘက်သို့သွားစီမံကိန်းနံပါတ်2ကဒဝယ်ရင်နဲ့စီမံကိန်းနံပါတ်3ကပလဲသွယ်စီမံကိန်းဒီစီမံကိန်းတော့ဟူကြောင်းကိုကျွန်မခဏခဏပြောခုတယ်နော်ဆိုတော့ဒီကလန်တန်မြေဘက်သို့သွားစီမံကိန်းဆိုလို့ရှိရင်လက်ရှိမှာစစ်တွေစိတ်ကန်ပြီးပြီစစ်တွေစိတ်ကန်နေကျွန်မတို့ချင်းမီနဲ့ပလောက်ပါပလောက်ကလည်းအင်းနဲ့နေမှာဆိုရတာကိုဆက်သွယ်မယ်ပေါ့နော်အခုလက်ရှိဒဝယ်ရင်နဲ့စီမံကိန်းကိုလည်းအကောင့်ထပ်ပေါ်ပြီးသွားပြီနောက်ထပ်ကျွန်မတို့ပလဲသွယ်စီမံကိန်းတက်ရှိနေတယ်နော်အဲဆက်တယ်မှာဆိုလို့ရှိရင်ထိုင်းနဲ့မြန်မာနဲ့ကြားထဲမှာကရာအက်တူမြောင်နော်ကရာအက်တူမြောင်ဆိုတာမျိုးနေရှိတယ်ဆိုတော့ဒီကဒီပလဲသွယ်စီမံကိန်းကိုပါအကောင့်ထပ်အောင်ရအကောင့်ထပ်ပေါ်ပြီးတော့အောင်မြင်နိုင်ခဲ့မှာဆိုရင်လက်ရှိမှာ စင်ကာပူနိုင်ငံနဲ့ထိုင်ဝမ်နိုင်ငံကနေပြီးတော့နှစ်စင်ရရှိနေတဲ့သူတို့ဒီကုန်းသွဲရေးဝင်ဝင်ခွန်ရေးရှားခိုင်နှုံးမားစိတ်ရခိုင်နှုံးတဝက်နီးပါးကိုလက်ရှိထိုင် sorry ထိုင်ဝမ်နဲ့စင်ကာပူကကြားနေတဲ့နော်ပင်လယ်ရေကြောင်းကုန်းသွဲခွန်တဝက်နီးပါးကိုကျမတို့မြန်မာနိုင်ငံကရမယ်ဆိုတော့လက်ရှိကျမတို့နိုင်ငံရဲ့ GDP ကနှစ်ဆဖြစ်လာမယ် အခုလက်ရှိ GDP က90ဆိုရင်ကျွန်တော်တို့100ဖြစ်လာမယ်ဒါကြောင့်မလို့ပလဲတဲ့စီမံကိန်းကိုလည်းကျွန်တော်တို့လွတ်လွတ်မရှုတဲ့ဘူးနာဆာကအစိုးရတက်တဲ့ကဒီပလဲတဲ့စီမံကိန်းအကြောင်းကျွန်မထပ်ခါထပ်ခါပြောတယ်လူထုကြားထဲမှာလူထုရဲ့ရင်ပတ်ထဲကိုရောက်စေချင်လို့ကျွန်မပြောတာလीဆိုတော့ကျွန်မကပြည်သူ့မှပြည်သူ့ကိုပြောတယ်ပလဲတဲ့စီမံကိန်းအကြောင်းပြောတယ်ဒဝေရင်နဲ့စီမံကိန်းအကြောင်းပြောတယ်နောက်တစ်ခုကကလတ်တန်းနဲ့ပတ်စုံသောစီမံကိန်းအကြောင်းကျွန်မထပ်ခါထပ်ခါပြောခဲ့တာရှိတယ်ဆိုတော့ကကျွန်မတို့အားပေးထောက်ခံတဲ့တက်မတော်ကနေပေါက်ဖွားလာတယ်နာဆာကအင်ဆောင်ဆိုရသည်ကျွန်မတို့မျိုးသားကြိုးစည်းပွားအတွက်နောက်10နှစ်15နှစ်နဲ့20 25နှစ်ဆိုရဲအမျိုးသားဘတ်စုံဖွံ့ဖြိုးတိုးတက်ရေးနှစ်စီစီမံကိန်းတွေနဲ့နိုင်ငံတော်ရဲ့ အမျိုးသားအကျိုးစီးပွားအတွက်ပေါ်ဆောင်လျက်ရှိတယ်။နော်။ဒါပေမဲ့တစ်ဖက်ကတစ်ဖက်ကဒေါ်လာရေးတစ်ဖက်အမေရိကန်ဒီမိုကရေစီအတွက်တိုက်ပွဲဝင်နေဆိုတဲ့သူရဲကောင်းနေအမေရိကန်ဂျပန်သမားတွေရဲ့လုံရက်ကတော့သူတို့သူတို့အခြေချရာသူတို့တရှိရာနေရာမှာရှိတဲ့နော်။စကိုင်းမှာမကွေးမှာသူတို့အများဆုံးနေကြတယ်နော်။လက်ရှိမှာဆိုရှင်ရှမ်းပြည်နယ် နော်ရခိုင်ပြည်နယ်ချင်းပြည်နယ်ကယားပြည်နယ်ကင်းပြည်နယ်စသည်ဖြင့်ဇက်ဖက်သမားတွေကသူတို့အခြေပြုတာနေရာမှာတော့အဲ့ဒီဒေသမှာရှိတဲ့လူထုတွေနဲ့အဲ့ဒီဒေသကလက်ရှိမှာ disk state ဖြစ်သွားပြီ face state ဖြစ်သွားပြီနောက်ကြောင့်မို့လို့ဒီဒေသမှာရှိတဲ့ပြောတာပဲနော်နောက်10နှစ်နောက်နေ့20အနာဂတ်တွေကိုဖျက်ဆီးပြလိုက်ပြီဖြစ်တယ်ဒီတိုင်းပြည်မှာလူထုတွေအနာဂတ်တွေပျောက်ပြီးဘဝတွေပျောက်သွားအောင်လုပ်နေတဲ့တရခန့်ဒီတော်လန်ရင်းနေခန့်လက်နက်ကိုင်းတောင်းချမ်းသူတွေလက်ချက်တာဖြစ်တယ်ဆိုတော့ မနာတို့ဒီကိုဘဝကိုနာဘက်ကိုတွေးကြပါကိုဘဝကိုနာဘက်ကိုတွေးတယ်ဆိုရင်နော်တင်းသေးသွားတော့တင်းဖားတော့မြေဆိုပြီးကိုမြေကိုရင်နဲ့ကိုသားသမီးနောက်လာနောက်တာမျိုးစိတ်အနာကက်ကိုတက်တယ်ဆိုရင်ခင်ဗျားတို့ကကျင်းတင်ပေါင်နိုင်ငံရေးနည်းလမ်းကိုပြန်သွားရမယ်ဒါကြောင့်မို့လို့လက်ရှိနောက်ဆက်ကဆိုရကျင်းပါမယ်ရွေးကောက်ပွဲကိုခင်ဗျားတို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေခင်ဗျားတို့ပါဝင်ရမယ်ကဲဒီပုဒ်မပြောတဲ့စကားလုံးတွေကတော့တော်တော်လေးအောက်တန်းချက်ရုံးမာတာကိုကျွန်တော်တွေ့ရတာပါနော် သူပြောတဲ့ပုံစံအရတော့ကျွန်တော်တို့တော်လိုင်းရဆူရန်နေပြီးတော့မှပီတိုရီနေတဲ့နေရာတွေကိုဖိလိုပျက်စီးနဲ့လွတ်ဆောင်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုသွားတာဖြစ်ပြီးတော့မှဒူဘိုင်ရဲ့အတိုင်းပြည်ရောင်းစားတဲ့ဟာတွေကိုကျွန်တော်ကောင်းတဲ့သတင်းမျိုးနဲ့ပေါ့နော်ကျွန်တော်မျိုးဘက်ပြည်သူတွေကိုဝါရဖြန့် ကျင်းထနေတာကိုတွေ့ရပဲဖြစ်ပါတယ်။မြောက်လာရဆိုရင်တရုတ်နဲ့ရုရှားကိုတိုင်းပြည်အကုန်လုံးနှိပါပါတော့။ခုဆိုထရန့်ပြည်ပြည်မို့လို့ကျွန်တော်မကြခင်မှာတော့ဒီတရုတ်ရုရှားတို့ရဲ့ဝင်ရောက်ဆက်ဖက်မှုတွေကိုပေါ်ပေါ်ထင်ထင်နဲ့တွေ့တော့မှာပဲဖြစ်ပါတယ်။ဒီချိန်မှာမှပုံမှန်ရကွတူပါရဲ့လုတ်သမျှကိုကောင်းပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်။ညင်ခံပြီးတော့မှပြောနေတာကတော့တော်တော်လေးအားဖို့ကောင်းတာဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ပေါ့နော်။ကွေးမောင်းနေကြဥကြောအားနေပြီးတော့မှအောင်မေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားလဲဆိုတာကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်နော်။ စာဖအကောင့်ကြီးအစာဖပေါ့နော်စာဖလို့ပဲခေါ်မယ်ဒီကောင်ကြီးစာဖဟိုမော်ဆူမစပကိနေဟာအောင်မင်းချမ်းနေနော်ဟိုကျော်တော့မင်းက၈၈၈တုန်းကလေလိန်စားလာခဲ့ပြီပြီ27မှာလေထပ်လိန်စားအောင်မင်းဟမ်အခုကိုကလည်းကိုတော်အနာဂတ်ဆိုတာဘာမှမသိတဲ့ကောင်ကမင်းကလူငယ်လေးတွေကိုဟာလာပိုချိုးမူကြီးဒီအာနာရှင်နော်ပိုချိုးမူကြီးသုံးတာ sorry နော်ဒီ ဒီဖက်စစ်အာဏာရှင်စစ်ခွေးကြီးပြန်လာတာကိုမင်းကလူငယ်လေးတွေကိုအင်တာလိုက်ပြူတယ်ဟဟာဟမ်ဒီအာဏာရှင်ပြန်လာတာကိုဟိုဘယ်လိုသုံးသပ်မလဲဟလားဒီအာဏာရှင်ပြန်လာတော့ဟလားမြန်မာနိုင်ငံအတွက်ဒီလူငယ်တွေဘယ်လိုသုံးသပ်မလဲလူငယ်တွေကလည်းဟိုဘယ်လိုပြောမလဲမိကုန်းကိုတတ်တတ်တဲ့ဖြည့်သွားကြဟလားအဲ့ဒီလူငယ်တွေကလည်းပြည်သူလူထုကပေါက်ဖွာလာတဲ့လူငယ်တွေမဟုတ်ဘူးကွာဟဲ့အောင်မင်းမသိသားဘူးနော် မင်းတော်မမင်းထွက်မင်းအနာကထွက်မင်းစင်းလာတာဒါမင်းပြန်ဖားဖားပြီးတော့နော်စားဖားလို့ဘို့နော်မင်းကိုဟိုကကြန့်ခိုင်ရေးအဖွဲစီရအောင်မောင်းထုတ်လာပြီနော်သတောင်းစားမအီလို့မဆုံးမစပကိနဲ့အောင်မင်းကိုငါတဲ့ပြောနေတာနော်အဲ့တော့လူငယ်လေးတွေကိုမင်းလိုက်မေးတဲ့ခါကျတော့ဟုတ်လားဘိုးချုပ်အဲဒီဖက်စစ်အာနာရှင်စစ်ခွေးကြီးပြန်လာတဲ့ခါကျတော့မင်းကမေးတယ်ဟုတ်လားနော်ဘိုးချုပ်မူကြီး ဘာလေးသေးဆောင်လာမလဲဆိုတာဟာလူငယ်ကြီးကလည်းဒါကိုမိကုန်းကြီးကတထည်ရတယ်မင်း၃၄၅ရောက်မင်း live ဖြီးမင်း live view တာငါတွေ့တယ်နော်အဲအောင်မင်းကြော်ကြီးပြောနေတာနော်မင်းသိကြနော်အောင်မင်းမင်းလူမဟုတ်ဆိုမှစပါကေနဲ့ဟောစပါကောက်နော်မင်းအခုနေရာမရလို့တစ်တော့တွေမှာတော့မင်းလာပြန်ဝင်တိုးတယ်ပေါ့လားဟွန်းအလုံးတတိထားကြနော်ဒီမင်းလူမဟုတ်ဆိုမှစပါကေနဲ့ကောင်းလို့နော်ဒီစောက်ဖို့ဝင်ဆိုတဲ့ကောင်းလို့နော်တစ်တော့ပြန်ဝင်လာတယ်တတိထားကြ ဟာမယူတော့မင်းလို့ဒီဘလို့ဘာလီကောက်ကြည့်ပြီးရုံမှာကြောက်အောင်လည်းမသိဘူးเนาะတတိထားဖို့ပြောတာပါเนาะအဲ့တော့မင်းဖြီးမင်းလိုက်မေးလေးနဲ့အဲ့လူငယ်ကြီးကဒီကောင်ကြီးကစစ်ကျုံမျိုးယူမျိုးယူကလာတဲ့ကောင်ကြီးမင်းမလိမ့်နဲ့မင်းမလိမ့်နဲ့အားလုံးသိတယ်เนาะစစ်ကျုံเนาะမျိုးယူကဆေးသက်လာတဲ့အဲ့လူငယ်တွေကိုမေးတဲ့အခါကျတော့အဲ့လူငယ်ကြီးကလည်းဖြီးတယ်ဗျာเนาะကျွန်တော်တို့လူငယ်တွေအတွက်အနာဂတ်အနာဂတ်တွေ လဲဆောင်လာမယ်ဆိုတာယုံကြည်ရောအဲလေလူမဆူမစပါကြီးလည်းကောင်းမိကလေးအဲ့ရရှစ်ဆက်ချီရဆောက်ချိုးရေ27မှာလာမချိုးနဲ့ပြောခဲ့တာအလကားမဟုတ်ဘူးရောနင်းမှတ်ထားဖို့ဟုတ်ကြော်ရအောင်မြပြပြနေနဲ့ဆုံးမပြောဆိုရတာပေါ့နော်ကျတော်အားလုံးလည်းတွေ့မှာဒီ line ပေါ်မှာမျောလိုက်ရုရှားနဲ့ပြန်လာပြတဲ့အချိန်မှာသူကနေပြတော့မှာပေါ့နော် ဒီလုပ်ငန်းလေးတွေကိုမေးမြန်းပြီးတော့မှမြောင်းနိုင်ရတယ်ပြီးတော့မှဘယ်လိုမျိုးတွေယူဆောင်တာပိနေလဲဆိုတဲ့ပုံစံမျိုးနဲ့လုပ်ငန်းတွေကိုပြန်ပြီးတော့မှမေးလိုက်တဲ့အချိန်မှာဟိုဘက်ကနေပြီးတော့မှသူညီတဲ့အဖြေတွေကိုပြန်ဖြေတော့တော့ကျွန်တော်အလုံးတွေ့တာဖြစ်ပါတယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်လုပ်ငန်းတွေကိုမိုင်းတက်ပြီးတော့မှသူတို့ဘက်ကနေပြီးတော့မှမြောင်းနိုင်ကတိုင်းပြည်နဲ့လူမျိုးတွေအတွက်အကောင်းကျိုးတွေများကြီးယူဆောင်လာပေးတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ ဝါရမိုင်းဖြန့်နေကြတော့ကျွတ်တွေ့ရပဲဖြစ်ပါတယ်ဒါကစကောင်စီ lobby တွေနဲ့သူတို့ပေါင်းပါတွေရဲ့ဆက်ရှင်ပြီဆိုတာနဲ့ပေါ့နော်လုံနေကြကြတယ်ဖြစ်ပြီးမှကျွန်တော်တို့ဒီတော်လိုင်းမှာပေါင်းပေါင်းနေကြတဲ့ပြည်သူတွေကိုသူခွဲချင်လို့လို့ပေါ့နော်ပြောဆိုနေကြတော့တွေ့ရပဲဖြစ်ပါတယ်ဘလိုပဲပြောပြောကျွန်တော်ပြည်သူတွေအလုံးအားနဲ့ပြည်မှာစကောင်စီကိုဒီနေ့ထဲမှာပဲအပြည့်ဖြိုးချနိုင်ဖို့ NUG ပါဝင်တော်လိုင်းရရဆိုရတဲ့ပြည်မှာကြုံရထားတာမလို့မချခင်မှာတော့ကျွန်တော်ရဲ့ဒီအိမ်မက်တွေပြည်မှာကျွန်တော်ရဲ့ပေါ့နော်ဤမန့်ချရတဲ့ account ထဲပေါင်းနိုင်တော့မှာပဲဖြစ်ပါတယ်ဒီကြောင်းနဲ့ပတ်သက်ပြီးတော့မှကုစီရနိုင်မလို့မျိုးတွေပြောထားလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော် ဲ့ဒါလက်နဲ့ကခေါင်းဆောင်နေတဲ့ယုံကြည်သားကမှကဘယ်တော်လိုင်းပေါ့စစ်မှိုင်းပေါ့နော်ကိုလူမျိုးလွတ်မြောက်ခြင်းပေါ့စစ်မှိုင်းအဲ့ဒါကခံရတယ်ဘာချိုးနေကြတော့ချိုးနေတိုင်းနာလက်နဲ့ကခေါင်းဆောင်တွေကကိုဂျိုးတွေလက်နဲ့ကရတာရှိတာပေါ့ဒါပွင့်လင်းပြောတာအဲ့ကိုဂျိုးတွေမကင်မဲနဲ့ကိုပြည်နယ်ကိုဒေတာအတွက်ဆိုလဲညီမနဲ့ရှိလို့ရှိရင်နံပါတ်1အရင်ဆုံးလောက်ကမှဒီကျွန်တော်တို့ဘုံရန်သူကိုကြာရှောင်းအောင်ညီတိုက်ရပါဟုတ်တယ်အာနာဆက်ရှင်စနစ်ရှိနေတယ်မြတ်ခင်ဗျားတို့တိုင်းနာဒေတာတွေဘယ်တော့မှလွတ်မြောက် ဝဆိုတာကရှင်းရှင်းလေးပဲအခုချက်ချင်းစစ်တပ်ပေါ်တိုင်းလူချင်းတိုက်လို့ရဒါပေမဲ့ဘာကြောင့်တရုတ်ကဖြစ်ကားနဲ့ရှင်းပြဝဆိုတာနာမည်ခံမဖြစ်တာဒါတရုတ်ရဲ့နိုင်ငံတစ်ခုပဲအဲ့ဒီအနေထားမို့လို့လာနေလို့ရအခြားတော့တိုင်းနာတွေအနေနဲ့အဲ့ဒီပုံစံနေကြမှာလားနော်အခုဆိုကြည့်အိန္ဒိယကနော်ဟိုခွဲထုတ်ဖို့ချင်းနေတယ်ဟိုအိန္ဒိယအောက်ထဲကိုတွင်းဖို့စီစော်ကမော်ကပြောလာခဲ့တယ်အခုရခိုင်ပြည်နယ်လာအောင်မဘင်္ဂလားဒေ့ရှ်လို့အိန္ဒိယလို့ဒါတွေကနိုင်ငံပေါ်ကနိုင်ငံမှာအကုန်ဖေဖို့ပြည့်တင်နေဘိတ်ပတ်ဝင်တင်ကအကြောင်းပြချက်မရှိပဲရုပ်မှန်လာဖို့အချိန်လေးပဲယူကရိန်းနဲ့ရုရှားကိုကြည့် နော်ယူကရိန်းဆိုတာတစ်ချိန်ကနုညူအင်အားပိုင်တဲ့အင်အားကြီးနိုင်ငံတစ်ခုသူ့ရဲ့အနုညူတွေကိုဖျက်သိမ်းပြီးတော့အမေရိကန်ရုရှားနော်တရားဝန်ဒီဆောက်ဆောက်ပေးပါမယ်ဆိုတဲ့ဂတိကိုအနေနဲ့သူ့ရဲ့အနုပညာအဲသူ့ sorry သူ့ရဲ့အနုညူကိုဖျက်သိမ်းခဲ့ရတာဒါပေမဲ့အခုရုရှားဘာလုပ်နေလဲဒါတွေရက်တက်တယ်ပဲအဲ့တော့ဒီနေ့ခေတ်မှာတလိုင်းဟာတလိုင်းဟာစီးပွားရေးကျူးကျော်စေပြုညို့မပြုရင်စည်ရေးကျူးကျော်စေပြုမှာပဲအဲ့တော့ကျွန်တော်တို့တွေက federal democracy စနစ်ကိုခိုင်းမှဆိုတော့တိဆောက်ဖို့လိုအပ်တယ်အဲ့တော့တိဆောက်တဲ့နေရာမှာအလားကျစနစ်ပြည့်နေပြီးတော့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူး ဒါကြောင့်မလို့အယူဆုံးဘုံရံသူဖြစ်တဲ့အာနာရှင်ပြောင်းအောင်အရင်ဝိုင်းတိုက်ကြပါအဲ့လိုဝိုင်းတိုက်ဖို့ဟာပြောတပွက်နဲ့တူတဲ့တိုက်နေတာနဲ့မဟာမိတ်တပေါင်းစုတွေဖွဲ့နော် COC တွေတိဆောက်ပြီးလို့ရှိရင်အခုလိုမျိုးထောင်ပေါင်းနဲ့ရှိအင်အားနေတဲ့တနိုင်ငံတို့ထိုးစစ်ကိုစင်နာတာအောင်မြင်တဲ့ဘန်းနိုင်ငံကိုရောက်မှာကျိန်းနေပါလေပြီးမှသာချင်း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 ပြောရင်တော့ပြဖွင့်လင်းပြောမယ်တိုင်းနာနဲ့နှက်ကိုင်အဖွဲ့တွေကိုပြောချင်တာနော်ဟာဒီစစ်ခေါင်းဆောင်တွေနဲ့ပြည်သူအစိုးရနဲ့ခင်ဗျားတို့ဘယ်ဟာကိုဆက်ဆံပြီးစကားပြောပြီးလို့လို့အင်းဒါဖြစ်ပဲဟုတ်တယ်နော်ပြည်သူရွေးချယ်တင်ပြောက်တဲ့အစိုးရဖြစ်လာမယ်ဆိုရင်ခင်ဗျားတို့အတွက် အခွင့်အရေးဆိုတာတရားမျှတမှုဆိုတာမရတဲ့အကြောင်းကြီးမရဘဲပြုကျင့်နေပြည်သူကလက်ခံမှာမဟုတ်ရှင်းရှင်းလေးအဲ့တော့တကယ်ရင်ဆိုင်ရမှာဒီအာနာရှင်ပြုတ်ကြရင်ဒီစစ်ခေါင်းဆောင်တွေပြုတ်ကြရင်ဘာအတူတူကအားတော်ကွန်ဆိုင်လောက်ကမှာကိုစီပြတော်ရရောင်းပါနဲ့နော်ကျွန်တော်ခုဆိုရင် NUG ကဥယျာဉ်မှာနေပြတော့မှနေနေထဲမှာပဲပြည်သူအားလုံးအင်အားတောင်းတောင်းချီပူပေါင်းပြတော့မှဆက်နာရှင်ကိုပြက်ဖြုတ်ချမယ်ဆိုတော့ပေါ့နော်ပုံစံမျိုးနဲ့ပြောဆိုထားတာကိုကကျွန်တော်အားရဆက်ကောင်းနေတာဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တိုင်းတလနဲ့ကန်တပုတ်ဝင်တဲ့ချိုးကတော့စစ်ကောင်စီနဲ့အခုချိန်ထိ အကျိုးသူစစ်ပွဲတွေလို့ပြီးတော့မှကုလမျိုးစုတွေပေါ်မှာပြန်ပြီးတော့မှရုံမာတာတွေကိုကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဒါကစစ်ကောင်စီရဲ့အလိုကြတိုင်းသူတို့အနေနဲ့ပေါ့နော်စစ်ပွဲခွဲဝေတာမျိုးတွေလှုပ်ဆောင်နေတာဖြစ်ပြီးတော့မှကိုကျိုးကြည့်တဲ့တပ်ဖွဲ့တွေလည်းရှိတယ်ဆိုတော့ကျွန်တော်တွေ့ရတာပဲဖြစ်ပါတယ်ဘလို့ပဲပြောပြောစစ်ကောင်စီရနေပြီးတော့မှဒီလိုမျိုးပေါ့နော်သူတို့နဲ့နှစ်ရှိကလာများဆိုတော့လုံးဝမဟုတ်ပဲနဲ့တစ်ချိန်ကျရင်တော့ထွချွတ်မဲ့အနေထားကိုကျွန်တော်တွေ့ရမှာပေါ့နော်ဆိုတော့ကျွန်တော်ပြည်သူတွေအားလုံးဝင်းဝင်းပြီးတော့မှဒီတော်လိုင်းမှာစစ်ကောင်စီကိုအလဲထုတ်ဖို့စ조사နေတဲ့အချိန်မှာ တိုင်းသားလေးနဲ့ကင်တဖို့အနေနဲ့နေပြီးတော့မလဲပူပေါင်းပြီးတော့မှာပါနော်လို့ဆောင်မဲ့ဆိုရင်ကျွန်တော်အနေနဲ့ဒီပြည်သူတရလုံးနဲ့တိုင်းသားတွေအားလုံးမျှော်လင့်နေကြတဲ့ Federal Democracy နဲ့ပေါ့နော်ညှင်းချဲစစ်မှန်ရမယ်ဆိုတော့ကျင့်သေးတယ်ဆိုတော့ကျွန်တော်ပြောရင်လည်းကျွန်တော်ဒီနေ့မှပိုင်းဗီဒီယိုကိုဒီညမှာပဲဆုံးသချင်ပါတယ်ဒီဗီဒီယိုကိုစာဆုံးကြည့်ရှုပေးကြတဲ့မြို့ပြပြည်သူများလုံးစိတ်ချမ်းသာကိုကြားမှချင်ပြေဆုံးပြီးတော့မှတာရဲ Channel နေလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီညကနေစုမကောင်းတောင်းပေးလိုက်ပါတယ်